အမွေမှုနဲ့တရားဆွဲဆိုဖို့အတွက်အချိန်ကာလကန့်သက်ချက်ရှိပါသလားအလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ LLB Group မြန်မာ Law Firm ကတရားလွတ်တော်ဖြစ်ပြီးဦးအောင်ကျော်ပြုဖြစ်ပါတယ်ကျွန်တော် Law Firm အနေနဲ့အများပြည်သူသိထားတဲ့နေသူ့ရဲ့ဆိုင်ဖြစ်တဲ့အကိုရှင်းလင်းပြောပြရရှိပါတယ်အဲ့အမွေမှုနဲ့တရားဆွဲဆိုဖို့အတွက်ပေါ့နော်ချိန်ကာလကန့်သက်ချက်ရှိသလားဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးမျှဝေပေးရမယ်ဆိုရင်အမွေပစ္စည်းလို့ပြောမယ်ဆိုရင် အကြံမြင့်အဖြစ်ပေါ့နော်နှမျိုးနှစားခွဲခြားမှာဖြစ်ပါတယ်ပထမတစ်မျိုးကတော့ရွှေပြောင်းနိုင်သောအမွေပစ္စည်းဖြစ်တယ်ပေါ့နော်စိန်တို့ရွှေတို့ငွေတို့ကားတို့စသဖြင့်ပေါ့လေဒုတိယတစ်မျိုးကတော့မရွှေမပြောင်းနိုင်သောအမွေပစ္စည်းဖြစ်ပါတယ်နော်အိမ်တို့ခြံတို့မြေတို့ဖြစ်တယ်ပေါ့လေအဲ့တော့ရွှေပြောင်းနိုင်သောအမွေပစ္စည်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဥစွာဆွေးနွေးမျှဝေပေးပါမယ်စင်နှုံးလေးတစ်ခုနဲ့ဆွေးနွေးမျှဝေပေးခြင်းပါတယ် အဲ့ဒီရှင်ထုံးကတော့မောင်ကျော်ရှင်ပါနှင်းနေပေါ့နော်ကေဂျီမောင်ပေါ့1980ပြည့်နှစ်မြန်မာနိုင်ငံတရားစင်ထုံးများစာ88အမှုဖြစ်ပါတယ်စင်ထုံးမှာပါတဲ့အမှုနဲ့သက်ဆိုင်တဲ့အကြောင်းအရာအကျဉ်းချုပ်လေးကိုပဲဆွေးနွေးမြဝေရမယ်ဆိုရင်ရွှေပြောင်းနိုင်သောပစ္စည်းများနဲ့ပတ်သက်၍တဲ့ကာလစည်းကမ်းသက်အဥပဒေအပိုက်120အရလျှောက်ထားသူတို့သည်တဲ့မိခင်တည်ဆုံးသောအခါအမွေခွဲဝေပေးရန်တောင်းဆိုနိုင်ကြသဖြင့်တဲ့ တည်ဆုံးသည့်နေ့မှ6နှစ်အတွင်းတောင်းဆိုရမယ်လို့ဆုံးဖြတ်ထားပါတယ်။အဲတော့ရွှေပြောင်းနိုင်သောအမွေပစ္စည်းအတွက်ဆိုလို့ရှိရင်ကာလာစီကန်တပ်အုပ်ကြီးအပိုက်120နဲ့သက်ဆိုင်တယ်။အဲဒီကာလာစီကန်တပ်အုပ်ကြီးအပိုက်120မှာဘယ်လိုပြဋ္ဌာန်းထားသလဲဆိုလို့ရှိရင်ပေါ့နော်။တရားစွဲဆိုပိုင်ခွင့်ရရှိသည့်အခါကစ၍6နှစ်လို့ပြဋ္ဌာန်းထားပါတယ်။အဲတော့အမွေမှုတွေမှာ အမွေရှင်တည်ဆုံးတဲ့နေရာစပြီးတော့ တရားဆွဲဆိုပိုင်ခွင့်ရရှိပါတယ်။ဒါကြောင့်ရွှေပြောင်းနိုင်သောအမွေပစ္စည်းတွေကိုအမွေရှင်သိဆုံးတဲ့နေရာဆပြီးတော့6နှစ်တွင်တောင်းခံရမှာဖြစ်တယ်ပေါ့နော်။အဲ့တော့မရွှေမပြောင်းနိုင်သောအမွေပစ္စည်းတွေအတွက်ဆက်လက်ပြီးတော့ဆွေးနွေးမြောက်ပြပါမယ်။မရွှေမပြောင်းနိုင်သောအမွေပစ္စည်းတွေနဲ့ပတ်သက်လို့ရှိရင်ပါမအဖြစ်ပေါ့နော်။အချိန်ကာလကန့်သက်ချက်မရှိပါဘူး။အနှစ်20ပဲကြာကြာအနှစ်30ပဲကြာကြာပေါ့နော်။ ဲ့တော့အမွေးဆိုင်တူရဲ့လက်ဝဲမှာအမွေးပစ္စည်းရှိခြင်းဟာကျန်တဲ့အမွေးဆိုင်တွေရဲ့လက်ဝဲမှာရှိခြင်းလို့ဥပဒေကမှတ်ယူပါတယ်နော်ဒါကြောင့်မလို့တမားအဖြစ်အချိန်ကာလကန့်သက်ခြင်းမရှိဘူးပေါ့လေဒီမှာသတိပြုရမယ့်တစ်ချက်ကအဲ့လိုပစ္စည်းလက်ရှိဖြစ်တဲ့အမွေးဆိုင်တူဟာကျန်တဲ့အမွေးဆိုင်တွေကိုပြောင်းပြောင်းတင်းတင်းဆန့်ကျင်လာပြီဆိုလို့ရှိရင်တော့အဲ့လိုဆန့်ကျင်တဲ့နေရာစပြီးတော့ဆန်းနှစ်နှစ်အတွင်းတရားစွဲဆိုပြီးတော့တောင်းခံရမှာဖြစ်ပါတယ် ူကကာလစည်းကမ်းသက်အပ်ဥပဒေအပိုက်144နဲ့သက်ဆိုင်ပါတယ်။အဲ့တော့အဲ့ဒီဥပဒေအပိုက်144မှာဘယ်လိုပြဋ္ဌာန်းထားသလဲဆိုရင်ပေါ့နော်။တရားပြန်ဤလက်ရှိဖြစ်ခြင်းသည်တဲ့။တရားလိုနဲ့ဆန့်ကျင်လာသည့်အခါကစရွေပေါ့နော်။72နှစ်လို့ပြဋ္ဌာန်းထားတာရှိပါတယ်။အဲ့တော့ဟုတ်ပြီကျွန်တော်တို့ကဆန့်ကျင်တယ်ဆိုတာဘာကိုပြောတာလဲဆိုရင်ဥပမာအဖြစ်ပေါ့နော်။အမွေဖြစ်ရှိကိုလက်ရှိဖြစ်တဲ့သူတူဟိုကျန်တဲ့အမွေဆိုင်ကပေါ့နော်။ ွဲပေးပါလို့အဲတရားဝင်တောင်းဆိုတယ်ပေါ့နော်စာပို့လို့ပဲဖြစ်ဖြစ်တခြားနိလနဲ့ပဲဖြစ်ဖြစ်ပေါ့အဲ့လို တောင်းဆိုတဲ့အခါမှာပစ္စည်းလက်ရှိဖြစ်တဲ့အမွေဆိုင်ဟာဒီပစ္စည်းကသူ့ရဲ့သူပိုင်ပစ္စည်းဖြစ်လို့ခွဲမပွေးနိုင်ဘူးပေါ့နော်ဆက်တဲ့ဖြစ်ပေါ့နော်တနည်းနည်းနဲ့ဆန့်ကျင်တယ်ဆိုလို့ရှိရင်အဲ့နေ့ကစပြီးတော့မှဆန္ဒနဲ့တွင်တရားဆွဲဆိုတောင်းခံရမှာ ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီဆွေးနွေးမျှဝေမှုကိုအနှစ်ချုပ်ရမယ်ဆိုရင်အမွေပစ္စည်းအကြံပြေနှစ်မျိုးရှိတယ် ရွှေပြောင်းနိုင်သောအမွေပစ္စည်းဆိုလို့ရှိရင်အမွေရှင်သေဆုံးတဲ့နေရာစပြီးတော့6နှစ်တွင်တောင်းကမှာဖြစ်တယ်ပေါ့နော်စန့်ကျင်သည်ဖြစ်စေမစန့်ကျင်သည်ဖြစ်စေသေဆုံးတဲ့နေရာစပြီး6နှစ်တွင်တရားစွဲဆိုတောင်းခံရပါမယ်ဒုတိယဖြစ်တဲ့မွှေမပြောင်းနိုင်သောပစ္စည်းကတော့တမားဖြစ်အချိန်ကာလကန့်သက်ခြင်းမရှိဘူးဒါပေမဲ့ပစ္စည်းလက်ရှိဖြစ်တဲ့အမွေဆိုင်တူဟာကျန်တဲ့အမွေဆိုင်တွေကိုပြောင်ပြောင်တင်းတင်းစန့်ကျင်လာပြီဆိုလို့ရှိရင်တော့အဲ့လိုစန့်ကျင်တဲ့နေရာစပြီးတော့ စနစ်နဲ့တွင်တရားစွဲဆိုရမှာဖြစ်ပါတယ်ဒီမှာတစ်ချက်လေးထပ်ပြီးတော့အထူးသတိပြုရမှာကတောင်းတော့တောင်းနေတယ်တရားမစွဲဘူးဆိုရင်မရပါဘူးစပြီးတော့မှစနစ်နှစ်ကိုစန့်ကျင်တဲ့နေရာစပြီးရေတွက်ပါမယ်တရားစွဲဆိုပြီးတောင်းခံရမှာ ဖြစ်တယ်ပေါ့နော်အဲ့တော့နောက်တစ်ပိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာခေါင်းစဉ်လေးတရက်နဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားပါမယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုခဲ့တဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။